င်္ဂလာပါ2025ခုနှစ်ဇွန်လ21ရက်အတွက်ဘာမာပရီဗင်ရဲ့ညနေပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီတပ်ရဲ့နေရီကန်ကာကင်းစကန်တို့အရှိုချင်းနဲ့ပူးပေါင်းတပ်တွေတင်ပိုက်တယ်ဆိုတဲ့သတင်း PPLA စစ်တပ်နန်းစင်ဝဲကိုတော်လိုင်းမဟာမိတ်အဖွဲ့အစည်းကတာဝန်ရှိသူတွေတက်ရောက်တယ်ဆိုတဲ့သတင်းနဲ့အခြားသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။မကွေတိုင်းငဖဲမြို့နယ်နေရီကန်လမ်းဟောင်းခွန်စုရွာက စစ်ကောင်စီရဲ့ကာကင်စကန်တစ်ခုကိုချင်းကောက်ဝေးတပ်အရှူကမနေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။မဖဲမြို့နယ်ခွန်စုရွာလမ်းခွဲမှာရှိတဲ့လေကြောင်းကောက်ဝေးတပ်ဘူဟာကုန်းကာကင်စကန်ကိုဇော်လ20ရက်မနက်9:00နာရီမှာလူပေါင်းတဲ့တပ်မတော် NSA နဲ့အရှူချင်းကောက်ဝေးတပ် ACDF တို့ကပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီဘက်ကတပ်ဦးပွဲချင်းပြီးတည်ဆုံးပြီးတပ်ဦးအရှင်ဖမ်းမိကတိုက်ခိုက်တံရရှိသူအများပြရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ စကန်သိန်းတိုက်ပွဲအတွင်း CDF အရှိုဘက်ကတပ်ဖွဲ့ဝင်တအုပ်အနှဲငယ်ထိခိုက်မှုရှိပေမဲ့မစိုးရိမ်ရဘူးလို့သိရပါတယ်။စစ်ကောင်စီတပ်စီက AME မျိုးစာလက်နက်ငယ်၅လက်၊ BA တရားစိန်ပြောင်းတစ်လက်နဲ့အခြားခရဲနဲ့တင်းစီရမိခဲ့တဲ့အပြင်နေရီကံပြူရောင်းကောင်ကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား14ဦးကိုလည်းပြီးခဲ့တဲ့ဇွန်လ12ရက်ကနေ14ရက်အထိ3ရက်တွင်ဖမ်းဆီးရမိက AME1 3လက်၊ AME3 တစ်လက်နဲ့ခရဲတချို့အင်းစီရမိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ချမ်းပြည်နယ်မြောက်ပိုင်းတအောင်းပြည်မှာပြုလုပ်တဲ့ဗမာပြည်သူ့လူမျိုးရေးတပ်မတော် BBLA ရဲ့အခြေခံစစ်ပညာသင်တန်းအပတ်စဉ်ကိုသင်တန်းဆင်ပွဲကို TNL မှာဗိုလ်ချုပ်တာဖုံကျော် NUG ရဲ့ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစုကရင်နီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IC ဒုက္ခရာခွန်ပြီးသူအရကတက်တော်အေအေကတမူတအူးနဲ့အခြားတော်လိုင်းမိဖက်အဖွဲ့စည်းကတာဝန်ရှိသူတွေတယောက်ခဲ့လေလို့ PPLA ကတင်ထုတ်ပြန်ပါတယ်။ဒီစစ်တနင်္ဆင်ပွဲကိုဇွန်လ9ရက်နေ့ကတအောင်းပြည်မှာပြုလုပ်ခဲ့တာဖြစ်ပြီး တင်းနှင်းစင်းရဲဘော်တွေကိုလက်နက်ပြည့်တဲ့စင်ငယ်ကအမှတ်103စစ်တွေသားအတွက်တရင်တစ်တစ်ခုကိုလည်းတိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့သိရပါဗျ။လဲမျိုးနဲ့ကန်တော့ရေစကန်းတင်းတိုက်ပွဲရုပ်သံ PLA ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလဲမြို့နယ်ကန်တော့ရေစခန်းတင်တိုက်ပွဲမှတ်တမ်းဗီဒီယိုတချို့ကိုပြည်သူလူမျိုးရေးတက်မတော့ PLA ကဒီနေ့ဇွန်လ20ရက်မှာထုတ်ပြန်ပါတယ်။ ားတွေစကိုင်းတိုင်းပလဲမြို့ရှိကန်တော့ရေစခန်းကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA ကဇွန်လ2ရက်မှာစတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီးဇွန်လ16ရက်မှာသိမ်းပရရှိခဲ့တာဖြစ်ပါတယ်။စတင်ထိုးစစ်ဆင်ရမှာစခန်းသိမ်းသည့်အထိ18ရက်တာကာလအတွင်းစစ်ကောင်စီကစခန်းမကြာရေးအတွက်လေကြောင်းတိုက်ခိုက်မှုအကြိမ်200ကျော်နဲ့ဘုံလုံးရေ900ကျော်ကျချခဲ့တယ်လို့ PLA ကဆိုပါတယ်။စစ်ကူစစ်ကြောင်းတွေနဲ့ကန်တော့ရေစခန်းတွေကသိမ်းဆီးရမိခဲ့တဲ့တပ်နက်ခဲရဲအနေနဲ့ဖမ်းဆီးရမိတဲ့ရန်သူတုံ့ပြန်စည်းရင်ကိုဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ PLA ကဆိုပါတယ်။ သားတွေတက်ဆွဲထားတဲ့ဒီတာလင်ကောင်းပင်ဃာတွေကိုဒီပြန်လေတပ်ဖွဲ့ဝင်တွေတိမ့်ပတ်ပြီးရနောက်မှာစစ်ကောင်စီတပ်ကဒီစာသင်ကျောင်းပင်ဃာကိုပုံကျဲလိုက်တာဖြစ်ပါတယ်ဟုံးလင်းမြို့နယ်နဲ့ဘကိုးမြို့နယ်တွေမှာမြေကြီးချိနိုင်တယ်လို့မိုးစက်သတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖုံးမလေးမြို့နယ်နဲ့ပဲခူးမြို့နယ်အတွင်းကမြကန်အနီးနဲ့မြင်းနေပိုင်းနေရာတွေမှာနေထိုင်သူတွေအနေနဲ့လာမယ့်နှစ်ရက်အတွင်းမြေကြီးကြီးနိုင်တဲ့အတွက်သတိပြုနေထိုင်ဖို့မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကဒီနေ့ဇွန်လ21ရက်နေ့ညနေပိုင်းမှာသတိပေးချက်ထုတ်ပြန်လာပါတယ်။ဒီနေ့နေ့လည်း12နာရီခွဲချိန်တိုင်းတာကျဲရာချင်းနစ်မြေကြီးဟာဖုံးမလေးမြို့မှာစိုးရိမ်ရင်မအောင်၅ပေခွဲခန့်မှာရောက်ရှိနေရာနောက်နှစ်ရက်အတွင်းမြို့ရဲ့စိုးရိမ်ရင်မကိုရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။ နောက်ထပ်ဗကိုးမြို့ရဟာလည်းဗကိုးမြို့ရဲ့စိုးရိမ်ရင်မတ်အောင်ငါးပြည်ကျော်မှာရောက်ရှိနေရနောက်နှစ်ရက်အတွင်းမြို့ရဲ့စိုးရိမ်ရင်မတ်ကိုရောက်ရှိနိုင်တယ်လို့ဆိုထားပါဗျ။မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကလည်းသူ့ရဲ့ Facebook page မှာနှစ်စဉ်ရည်ကြီးတက်တဲ့ကာလအတွင်းကိုမရောက်လာတော့မှဖြစ်ကြောင်းယခုလိုမိုးကာလအချိန်တွင်းမှာလည်းရည်ကြီးချက်ချင်တာတွေအစပြုဖြစ်ပေါ်နေတဲ့အတွက်လာမယ်မိုးလေကာလအတွင်းမှာမြေကမ်းပေချောင်းပေနေထိုင်ကြသူတွေနဲ့ ောင်ကျချောင်းရီကြဆင်းတတ်တဲ့ဒေသတွေမှာနေထိုင်သူတွေအနေနဲ့အထူးသတိပြုပြင်ဆင်ကြဖို့လိုမယ်လို့သတိပေးထားပါတယ်။ပါမဘရီဖင်ရဲ့ညနေပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။